ဇလန်းကောင်းမျိုးကိုတင်ဆက်ပေးနေတဲ့ဟိုရောအနာတိမ်မချန်နေရနေဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးသူချွချွဝင်းရေးသားထားတဲ့ဝီကျွေးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီဇလန်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like ရဲ့ subscribe လေးနဲ့တူအသေးသေးတွေတင်တဲ့အမြဲတမ်းသိစေဖို့အတွက်ဗီနာနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်စာရေးသူချွချွဝင်းရေးသားထားတဲ့ဝီကျွေးဆိုတဲ့ဇလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင် မမမမတယောက်60ကျော်အသက်ကြီးကြီးရေရှမ်းတဲ့ဘဲတွေကိုအမိဖမ်းတာတယ်။သူ့ရဲ့နာမည်ကဦးတန်းစင်ငွေဦးရီလိုသုံးနိုင်သူကုမ္ပဏီသုံးခုစလုံးကိုပိုင်ဆိုင်ထားတဲ့သူမမမကခွင့်ကြီးကြီးမိထားတော့ငွေကြေးရဲ့အတွက်မပူရမပင်ရကိုကိုမမကိုစိန်လက်ကောက်လေးဝယ်ပေးပါနော်။စိန်နန်းတို့ကဒီဇိုင်းသစ်လေးထွက်တာလိုချင်လို့ပါနော်ကိုကိုနော်။မိုးမနှခါမပူစာရချက်ချင်းဝယ်ပေးတယ်။မိုးမက မော်ရန်အောင်နေပြီးနောက်သစ်ထွက်တဲ့ကားလေးနဲ့လဲပေးပါနော်။ စိတ်ချမနစ်ပြမနဲ့ကားသေးပို့လိုက်မယ်မူးမမဒီလိုပိုင်တာဥသန်းစင်ကလည်းအသက်30လှပနူးဤနေတဲ့မူးမမကိုလူလေသေးမရှိထားပါလေငွေလိုသလားရွှေလိုသလားလိုချင်သမျှအကုန်ဖြည့်ဆည်းပေးတယ်တိုက်ခန်းကိုလည်းအပြန်စားအကောင်းစားတိုက်ကိုဝယ်ပေးထားတယ်300ငွေရတော့အရှံပေမူးမမဘွားကအားလုံးပြည့်စုံနေမူးမမလိုနေတာအချစ် အသက်60ကျော်ဖိုင်ရွှေအသားမဲအဖိုးကြီးကိုငွေအတွက်မချစ်တော်တဲ့အောင်ကနန်းဆိုသလိုပင်ငွေအတွက်လိုက်ရောနေရတယ်။မိုးမဘွားကငယ်စဉ်ကလေးကဆင်းရဲတယ်။အဖေကအယက်သမားအမေကအဖေကိုတုံနေအောင်ကြောက်ရတယ်။ယောက်ျားကလည်းမကြောက်လို့မဖြစ်မူးလာရင်သွေးဆိုးတယ်။ကလေးတွေကိုဂယုမဆိုင်နိုင်ယောက်ျားတို့သာအချိန်ပေးနေရတာကြောင့်ကလေးတွေပေါ်ပေါ်ရောက်ခဲ့တာကြောင့်ကလေးတွေကလွတ်ချင်နိုင်လွတ်နေပါတယ်။အထင်ကိုမရှိပြက်ချင်တာပြက်စီးနေတော့တယ်။မောင်လေးကလည်းအပေါင်းအသင်းမှာ အရက်တော့လောင်းကစားလုပ်တယ်။ အမားဖြစ်သူမိုးမမလေးယောက်ျားလေးကိုမြှူဆွဲကငွေကြေးချူစာတဲ့အဆင့်ကိုပဲရောက်နေရဖြစ်ပါတယ်။ရက်ကွက်တင်ရှိကာလာသားများကမိုးမမတကယ်ဂရိတ်တွေမှာအကက်ခံတာလို့နာမည်ကြီးပါတယ်။မိုးမမကပဝင်းညော်ပဲဂီယုမဆိုင်သူဖြစ်ချင်တာမှန်သမျှဖြစ်နေတာကိုဂုံယူကြီးယူနေပါတယ်။သူ့ဘဝမှာအခြေစိတ်ဆိုတာနားမလည်ခဲ့သူ့လိုအပ်ချက်အားလုံးကိုတဏှာတစ်ခုအတွက်ဖြည့်ဆည်းပေးရင် သူ့ရဲ့အစီအသားကိုဝါမျိုးနေတယ်။ဦးတန်းစင်ကသူ့ရဲ့စပွန်ဆာပါ။အကိုကြီးကမမကိုခေါ်ခိုင်းလိုက်လို့ မူမမစီဂရက်တလေးကိုလက်ချညက်လှလပပလေးဖွာပြီးစပွဲပေါ်မှာရမကပလင်းလှလလေးကိုယူပြီးဖက်ကွက်ထဲထည့်ပြီးရေခဲတက်တာထဲမှာရေခဲတုံးလေးများထည့်ပြီးတော့မောတောက်နေရာမှာမူမမအခန်းတွင်းဝင်ကလူအပ်တဲ့ပစ္စည်းလေးတွေထည့်ပြီးတော့ဥသန်းစင်လွှတ်လိုက်တဲ့ကားပေါ်တက်သွားပါတယ်။ဥသန်းစင်စီကိုအချိန်မြေးသွားလာဖို့အတွက်ကားကောင်းစားရှိပေမဲ့ဥသန်းစင်မှတခါတခါသူ့ရဲ့ကိုယ်ပိုင်ကားနဲ့လာခေါ်လိမ့်ရှိပါတယ်။ ကားနဲ့လာခေါ်ရင်ကုမ္ပဏီကိုသွားရပြီးမုံမမကားရှိရင်လူသိမခံခြင်းလိုပဲဖြစ်ပါတယ်။ကားလေးကကြည်ကျခန်းထားတဲ့ကုမ္ပဏီရှိကိုကားလေးထိုးရက်သွားပါတယ်။မုံမမကားပေါ်အားဆင်းလိုက်ပြီးကုမ္ပဏီရဲ့အခန်းတစ်ခုတွင်မုံမမဝင်သွားလိုက်ပါတယ်။ကိုကိုမုံမမပြစ်ချွတ်ချွတ်လေးခေါ်လိုက်ပါတယ်။အစီပြန်နေတဲ့မျက်နှာရွှဲနေတဲ့ဘိုက်ရှမတ်ထန်နေတဲ့မြုံဝန်းတစုံမုံမမခန္ဓာကိုယ်တစ်ခုလုံးကိုစားမလို့ဝါမလို့ကြည်ရင်မုံမမခန္ဓာကိုယ်တစ်ခုလုံးသူ့ရဲ့ခန္ဓာကိုယ်အောက်စုံစုံမြုပ်သွားပါတော့တယ် မိုးမအတွက်ပေါ့စုဦးတန်းစင်ကဗရမ်းများတဆက်စာကိုမိုးမကိုပေါ်ဆင်းမြပေးလိုက်တော့မှမိုးမကအစီတဝင်းဝင်တောက်လောင်နေတဲ့မျက်နှာကိုအနမ်းမိုးတွေရွာချလိုက်ပါတယ်။ကဲကိုကိုခီးထွက်စရာရှိလို့မိုးမကိုခေါ်ခိုင်းတာကိုကိုကမိုးမလွမ်းနေတော့မှာပဲ။မိုးမမကပလီပလာစကားပြောနေပေမဲ့လေရင်ထဲကပျော်နေပါတယ်။ဝေးလေကောင်းလေလို့စိတ်ထဲကပြောနေမိပါတယ်။အမှန်တော့မိုးမတယောက်ဦးတန်းစင်ကိုရေရှမ်းလို့ကွင်းဖန်နေခြင်းသာမေတ္တာစုတစမ်းမှမပ ချစ်ပေမဲ့လေအောင်ကနန်းဆိုသလိုပဲမိုးမအိမ်ကြီးပြုံးဝင်နေတော့နောက်မှတိုင်းဖက်ရင်ကိုကိုတော့မိုးမကိုလွမ်းနေမှာကွာမိုးမရဲ့နှကန်းတစုံကိုဆွဲယူနန်းလိုက်ပါတယ်ပြီးတော့မိုးမကိုတသောနဲ့တထုပ်လက်ထဲထည့်ပြီးကပြန်တော့နော်ချစ်ဟုတ်ကဲ့ကိုကိုမိုးမအိမ်ကြီးလေးကိုဆွဲချရင်ကားပေါ်တက်သွားပါတယ်ကားပေါ်ရောက်တော့သူ့နှကန်းကိုလက်နဲ့တုပ်လိုက်လက်ကင်ပေါ်နဲ့အထက်ထက်ပုတ်ပြစ်နေပါတယ်ရွှွန်လိုက်တာရေရှမ်းလို့သာကတ်နေရတာတစည်းမတော်ဖေးမလား အာသာငငတ်တက်နေတဲ့ရမခိုးဝေနေတဲ့သူရဲ့မျက်နှာယူမြင်အန်ဂျင်မီတာရောက်တော့တကိုယ်လုံးရေချိုးစပြအထက်ထက်တိုက်ခါအကြာရေချိုးမိနေပါတယ်။ငွေရွှေနေတာကြောင့်ဈေးဝယ်ထွန်းရန်ဦးရှင်းကိုကားလေးမောင်းထွက်လာခဲ့လိုက်ပါတယ်။ဦးသားစဉ်ခီးသွားနေတာကြောင့်မိုးမလွတ်လပ်နေပါတယ်။တချင်းလေးတေးနဲ့သူရဲ့မျက်နှာလေးကပျော်ရွှင်နေပါတယ်။စိတ်ထဲမှာလည်းဦးသားစဉ်ကြာရင်ခီးထွက်ပါစေ။ကားလေးကိုမောင်းလာစဉ်ဆိုင်ငယ်တစ်စင်းနဲ့ချိတ်ဆွဲမိသလိုဖြစ်သွားပါတယ်။ ။မုံမရဲ့အပြိုတွေဘယ်ရောက်ကုန်မှမသိတော့ကားပေါ်မှာအ мян ဆင်းလိုက်ပါတယ်။လမ်းပေါ်မှာလဲနေတဲ့စံကင်နဲ့အောက်ကိုကျနေတဲ့လူငယ်လေးကိုထူပေးလိုက်ပါတယ်။လူငယ်လေးရမဟန်နိုင်သလိုမုံမပါလူငယ်လေးပေါ်လဲကျသွားပါတယ်။မုံမနဲ့လူငယ်နှစ်ယောက်ထက်သွားကြပါတယ်။လူရွေကခြေထောက်နာနေတာကြောင့်မထားနိုင်သေး။မုံမလူရွေရဲ့မျက်နှာနဲ့အနီးကပ်လဲသွားတာကြောင့်ငုံကြည့်လိုက်ရမုံမတခါမှမခံစားရဘူးတဲ့အထီးတွေ့ရင်ခုန်တန်တွေကိုခံစားရပါတယ်။ ဥသန်းစင်နဲ့အချိန်မှန်များစွာထိထိခန်းစားနေရပေမယ့်လေခန်းစားချက်မရှိတမဲဆက်ရုပ်လိုခန်းစားရပါတယ်ခုတော့ရင်တွေတို့တစ်ခုလုံးပုထုသလိုခန်းစားရပါတယ်မမလူရွေရခေါ်လိုက်တော့မှအိမ်မက်ကနှုတ်ထတာသလိုခန်းစားရပါတယ်ဘေးမှလူများရောက်လာပြီးလူရွေကိုထူပေးပြီးမုံမကားပေါ်တင်ပေးလိုက်ပါတယ်လူရွေကခြေထောက်နာခေါင်းပေါက်တာကြောင့်နောက်ခံမှာမှိန်နေပါတယ်မုံမက နောက်ကြည့်မှန်နဲ့လူရွေကိုခိုးကြည့်နေမိတယ်ချစ်စရာကောင်းလိုက်တာ မျက်နှာပေါ်ဝဲကျနေတဲ့ဆန်နွယ်လေးတွေအသားအဖြူတန်းနေပါတယ်မျက်ခုံးတူတူအောင်မမင်းနဲ့ကော့ညွတ်နေတဲ့မျက်တော်မျက်ဝန်းတွေဟာဆွဲဆောင်မှုရှိလာပါတယ်နှက်ခမ်းကပန်းနူးရောင်တမ်းပြီးပြီးရတဲ့နှက်ခမ်းတစ်စုံခန္ဓာကိုယ်အချိုးအစားကချစ်လက်ပါတယ်အရံမောင်းဟာခံ냐တယ်ဦးသားစင်နဲ့နတ်သက်စီနဲ့အီလိုမြင်မြင်ချင်းမင်မိုးမတယောက်လူရဲကိုအစွဲအီဆွဲလန်းမိသွားပါတယ်ဆန်ကေကိုတော့အနည်းရှိဝက်ရှော့ဆိုင်မှာအပ်ထားလိုက်ပါတယ်အပြင်စည်းကမ်းတစ်ခုကိုဝင်လိုက်တယ်မိုးမတငယ်ချင်းစည်းကမ်းရေရနာ ။အော်မိုးမဘယ်ရမျက်စိလဲလမ်းမပြီးရောက်လာတာလဲ။မိုးမသူ့ရဲ့ဖြစ်ကို ရှင်းပြလိုက်ပါတယ်။လူနာမီမိုးမအနောက်ကိုလှည့်မေးလိုက်ပါတယ်။မောင်လေးနမေရွှေဝင်းနောက်မှာရွှေဝင်းနောက်မိုးမတော်တော်လေးရေရွမ်းမိပါတယ်။နမေလေးကနန်းဆန်သာအပေါ်ရန်လေးဖြစ်တာပါ။ဆေးထည့်ပေးလိုက်တယ်။တောက်ဆေးလဲပေးလိုက်မယ်။ခြေတော့ကတော့နန်းနန်းနေနေနေတက်တာမှာပါအလှူရှာသိမ့်မလို့နဲ့ကဲရွှေဝင်းနောင်အေးရပင်နောင်မှလေဘယ်ဟုတ်ဖို့ပေးရမလဲကျွန်တော်ကအဆောင်မှနေတာပါမမ ဗောဓိကောင်ကငွေလိုက်ရအဆောင်ကိုပို့ပြီးပါအဆောင်မှာတယောက်ထဲနေတာလားဒီအနာရည်နဲ့ဘယ်ဖြစ်မလဲမမတယောက်ထဲနေတာမမတိုက်ဖယ်လိုက်ခဲ့မမကြောက်ဖြစ်ရတာမမပြုစုရမှာပေါ့ရပါတယ်အဲ့လောက်လည်းမများပါဘူးခိုင်းမိတာခြေတော့ကနာနေမှာပေါ့မမတိုက်ဖယ်လိုက်ခဲ့လိုက်ပါရဝင်းတော်တိုက်ခန်းကိုကြည့်လိုက်တော့တော်တော်ပြည့်စုံတာပဲရဝင်းတော်သဘောကျသွားတယ်မမချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့တထေသမီးလေးများလားရဝင်းတော်အတွက်တော့မရှာရပဲတားကောင်ကသူ့မျက်စိရှေ့ရောက်နေပြီလေ မမကဘာလို့တယောက်တည်းနေရလဲမိဘတွေရောအတူမနေဘူးလားမိုးမကမိဘတွေကနိုင်ငံသားမှလေမမကဒီမှာကုမ္ပဏီဖွင့်ထားတာမို့ဒီမှာလာနေတာရွေးဝင်းနှောင်းစိတ်ထဲမှာတော့အချီပဲဒီတခါတော့အပီကြံမှရုပ်ကလည်းချောပညာလည်းတက်ကုမ္ပဏီပါပိုင်လိုက်သည်ရွေးဝင်းနှောင်းတို့တော့ချမ်းသာရကြည်သည်လို့စိတ်ထဲမှာကြုံဝါလိုက်ပါတယ်မျက်နှာမှာအပြုံးတစ်ဝင်ပွင့်သွားပါတယ်မိုးမတယောက်ရွေးဝင်းနှောင်းပေါ်စေနာတွေပုံနေမိပါတယ်ရွေးဝင်းနှောင်းကလည်းအခွင့်ရေးသမား နေစဉ်လဲပြင်းမှာတွေးကြပြီပေါ့မမမမနဲ့ကချွဲနေပါတယ်ရွေနောင်ရဲ့အညုခရတွေမှာမမတယောက်ကျွေပြီးရင်ကျွေနေပါတော့တယ်ဂျိုဝေနောင်လမ်းလျှောက်မမကိုတွဲလျှောက်တော့အင်းမမမရဲ့ရွေနောင်ကခြေထောက်ကိုပိုနာခြင်းအောင်စောင့်နေလိုက်ပါတယ်အာမောင်လေးအယမ်းနာနေလားမမကျွန်တော်အယမ်းနာတာပဲမမရဲ့ခန္ဓာကိုယ်လေးနဲ့ထိမိလျှောက်နေရမှာခန္ဓာကိုယ်တစ်ခုလုံးမမဘက်ကိုလှည့်ချလိုက်ပါတယ်မောင်လေး မမမဟန်နိုင်မြက်ခင်းပေါ်နှစ်ယောက်သားလဲသွားတော့ရဝေနာကမမရဲ့ကိုလီကိုမလှတန်းဖတ်ထားပါတယ်မမကျွန်တော်မမကိုချစ်တယ်ဗျာမမရဝေနာကိုပြန်ဖတ်ထားပါတယ်တယောက်နဲ့တယောက်အားယူထားလိုက်တယ်ရဝေနာခြေထောက်တူရပဂရိအတိုင်းအကောင်လူလေမမတယောက်16နှစ်မှလေးလိုမျိုးနေပါတယ်မမကလည်းမြင်ကလေးကကျွေနေတဲ့သူပဲလေဥဒန်းစဉ်ဝင်မမတတိမရတော့အချစ်ရင်ကျုံးမှာနှစ်ယောက်သားပျော်မျိုးနေကြတယ် တောက်လေတောက်လေငမ်းမပြေတဲ့ရမတ်တော်မှာနှစ်ဦးသားစီစိတ်နေခံစားနေကြပါတယ်။မောင်မမအရန်ချစ်တယ်ပြောဖို့များလို့သေးလို့လားမောင်ရေမမလေမောင်ကိုတခါမှမချစ်ဘူးတဲ့အချက်နဲ့မြမျက်နှနှုတ်ချစ်မိပါတယ်။နှစ်ယောက်သားချစ်ရလူနေစဉ်ဖုံးမိတန်ကြောင့်မမဘေးအားဖုံးလေခဏတော့မှမမအပြစ်မှတ်ထွက်ပြီးတော့ဖုံးပြောနေပါတယ်။မမကိုကိုနောက်တစ်ပတ်လောက်ထပ်နေရအောင်မေကိစ္စတွေကမပြေသေးဘူး။ဟမ်မမတော့ကိုကိုကိုလွမ်းနေတော့မှာပဲ။ ကိုကိုပြန်လာမှမူမအကိုအတိုးချပြီးတော့ချစ်ပေးမင်တော့ဟုတ်ကိုကိုအရန်ချစ်တယ်မူမလေးရဲ့ ATM ကတ်သေးကိုကိုကိုငွေ၁၀000ထက်လွယ်ထားတဲ့ချစ်ကိုကိုကိစ္စပြီးရင်အញ្ញံပြန်ခဲ့မင်းဟုတ်ကဲ့ကိုကို မမရွေနောင်ကခက်ပြက်ပြက်ခေါ်လိုက်ပါတယ်မောင်ဘသူဖုံလဲမောင်မသိအောင်နားထောင်နေရတာကမင်းစီဖုံမှာမောင်ရဲ့ရွေနောင်စိတ်ထဲမှာတော့တိတ်မိအောင်မမမောင်အဆောင်ကိုပြန်ပြီးမမနဲ့တူလာနေမယ်မမကိုစောက်ရှောက်မယ် မမဘာအောင်မအလေးနဲ့မထားပြီမဲ့ရဝေနာကိုတော့အမှန်တကယ်စိတ်နဲ့ချစ်မိတာအမှန်ပါဒါပေမဲ့ဥသန်းစင်ကိုလည်းလက်လွတ်လို့မဖြစ်သူကမမအတွက်ရွှေဥပိနေတဲ့ငန်းကြီးလေးဒီပြဿနာဘယ်လိုရှင်းရပါကျွန်တော်အဆောင်ပြန်အပ်ပြီးမမနဲ့လာနေတော့မယ်မမတယောက်တည်းကျွန်တော်စိတ်မချဘူးအမှန်ကတော့ရုပ်လေးပန်းပြပြီးမိမတွေကိုခြူစားနေတဲ့စားပွဲပဲဖြစ်ပါတယ်ဒီနေ့မိခင်ရှိရာဇကိုင်းကိုမမအရောက်လာခဲ့ပါတယ်အမေ အမလီအကြီးမရေငါတို့များရှိတယ်လို့များအောင်းမေ့သေးရဲ့လားညီမောင်ကတော့ခိုးမှုနဲ့ထောင်ထဲမှာညီဖေကတော့အရက်တန်ကြောင့်အိပ်ရတယ်လဲနေပြီငါမှာတော့ဟိုအင်ရအဝိရှုရဒီအင်ရထင်းခွဲရေခတ်နေညီကတော့မန္တလေးမြို့ကြီးမှာကြီးပွားလို့အမေရတူတူပြောစမ်းမှာအမေတို့အတွက်ရော့တထောင်နဲ့တထုပ်ချပေးလိုက်ပါတယ်တမီးစီကိုလည်းဖုန်းကနနာမဆက်နဲ့လာလဲမလာနဲ့တမီးပြေလည်းလာပြီးမင်းဒေါ်ဘိုးကအေးပါအေးညီဖေလည်းစီကံပြရမယ်တားငယ်စီကိုလည်းထောင်ဝင်စာတွေးရအောင်မင်း တတောင်းနံလေးတွေကိုရေးထွင်ရင်အဖေကိုဝင်မေးသွားအောင်လေနေပါစေတော့တမိသွားတော့မယ်တဲရင်တွင်မှာဦးဟန်မောင်တယောက်မျက်ရည်များစီးချလာပါတယ်တောင်းရင်မကြည့်ခဲ့တဲ့အဖေအရက်ကိုသာဘဝထင်ပြီးတတက်လုံးအရက်ကြီးချုံဖြစ်ခဲ့ရပြီးတာသမီးတွေကလည်းမလေးစားဂယုမဆိုင်ကြကြီးပေါ်တော်မရတားငယ်လေးရလေစားစရာမရှိတော့သူများစီရခိုးတော့တကူလေးဖြစ်နေပြီးမိသွားတော့ထောင်နှန်းဆိုင်ရတမီးကြတော့လေလှကျင်နေဝှစ်ချင်နေစားကျင်နေ အရွေရငငယ်နဲ့မိဘကမပေးမကျွေးနိုင်တော့ငငယ်ရွယ်နဲ့ဘဝပြတ်နေပြီဥဟံမောင်မျက်နှာမှာမျက်ရည်တွေနဲ့နောင်နာဆိုတာကလေနောင်မရတာမျိုးလေမူးမတက်ခမ်းပြန်ရောက်တော့ရွေနောင်ကတိုက်ရှိရစောင့်နေပါလေအဆောင်အပစ္စည်းတွေနဲ့မမဘယ်သွားနေရလဲကြာလိုက်တာဗျာကုမ္ပဏီကိစ္စလေးရှိလို့ပါမောင်ရဲ့အထဲဝင်ရောင်မမရွေနောင်ကမူးမမကိုခေါ်လိုက်ပါလေပြောလိမောင်မမကိုမမညာနေတာမမအကြောင်းနဲ့ကျွန်တော်စုံစမ်းထားတာတည်တင်းတလောက်တည်နေပါလေ မမရဲ့စပွန်ဆာဘေးကြီးကြောင့်မမနဲ့ကျွန်တော်တလေးလေးစီးကြတာပေါ့မင်းကုန်သည်ရေရွေနောင်လေးမမရဲ့အင်းမမရဲ့မမဘေးကြီးကိုကျွန်တော်ကမမရဲ့မှာဝေဖြိုးလို့ပြောတာအခုကစပြီးမမကိစ္စတွေအားလုံးကျွန်တော်စီစဉ်မယ်ရွေနောင်တယောက်တဟာရည်နေပါတော့တယ်အခုမှရွေနောင်ရဲ့တယုံမှန်ကထင်းထင်းကြီးပေါ်လာပြီလေမမတယောက်အခုတော့ရွေနောင်ရဲ့ရုပ်သေးရုပ်လေးဖြစ်နေပါပြီရွေနောင်တယောက်မမတိုက်ပေါ်အခန်းသားထိုင်စားနေပါတယ် နှင်းကြည့်ရတယောက်ရဝေနောင်မလာတာကြလို့မျောနေမိပါတယ်။သူကရဝေနောင်ရဲ့ချစ်သူမောင်ပျောက်ချက်တာကောင်းနေရဲ့နော်။အင်းမောင်အခုအမိုင်းပါနေတယ်။ကြည်ပြဖြစ်မောင်ကိုအရန်လွှမ်းနေတာ။မောင်လည်းကြည်ပြကိုသတိရနေတာပါ။မောင်ကြည်ပြမွေနေမောင်မှတ်မိလား။ ठी ရဲ့မောင်တို့တွဲနေတာခိုးမတွဲတာမဟုတ်ဘူးလေ။သိတ်သတိရတာပေါ့။ကြည်ပြကိုလေမောင်မွေနေလက်ဆောင်လေးပေးမယ်နော်။ရပါတယ်မောင်ရဲ့အခုကအမရေရောက်နေတော့အမဟာချမ်းသာတော့မောင်တခါမွေးနေ့မှာလက်ဆောင်ကောင်းကောင်းလေးပေးမင်း အခုတော့လောလောဆယ်မောင်အောင်နန်းလေးပဲယူထားမောင်တိတ်ဆိုးတာပဲတနခါတွေပြက်ကုန်ပြီကြည်ပြားရဝေးနောင်းညဆောင်လှလှလေးထိုးလိုက်ပါတယ်ဖုံးမိလာတာကြောင့်ဖုံးကင်လိုက်ပါတယ်ကိုကိုမိုးမကိုကိုရဲ့ချက်လေးပြန်ရောက်ပြီလားရောက်ပြီလေကိုကိုရဲ့ရောက်ချင်းတဲလေးစီတန်းဖုံးစက်တာအော်ကိုကိုမိုးမရဲ့မောင်လေးလေးမောင်အောင်စိတ်မချလို့တိုက်မလာနေတယ်ကိုကိုရဲ့ဟုတ်လားဒါဆိုရင်ကိုကိုတို့ကုမ္ပဏီကိုလာကွာကိုလွမ်းလာပြီဟုတ်ကဲ့ကိုကိုခမည်းဆုံးစာရောက်နေပြီပေါ့ ရင်းမြမြရအောင်ဖန်ခဲ့မူမရဝေနာကိုအင်းမမောင်ရဲ့အဲဒီအချိန်ခြံအတွင် ကားတစ်စင်းဝင်လာပါလေမမလေးဆရာခေါ်ခိုင်းလိုက်လို့အေးပါအစင်သက်ပါပဲကာသမာရဝေနာကိုစူးစမ်းတယ်လို့ကြည့်လိုက်ပါတယ်မောင်လေးရောက်နေတာအော်ပြောရင်းနဲ့ကားမောင်းကကုမ္ပဏီရှိရောက်တော့ကားပေါ်အားစင်ကဥတန်းစင်ခန်းဝင်သွားလိုက်ပါတယ်ရရောက်ချင်းမင်းမိုးမရဲ့ခန္ဓာကိုယ်လေးကိုဖတ်လိုက်ပြီးမိုးတိတ်တဲ့အနံ့တွေနဲ့စီးချိုလိုက်ပါတယ်။လွမ်းလိုက်တာကလေးရဲ့မိုးမလည်းထက်တူပါကိုကိုရဲ့ နှစ်ဦးသားတင်းကျပ်စွာဖတ်ထားလိုက်ပါတယ်မိုးမမောင်လေးရောက်နေတာဆိုတော့မိုးမတိုက်ကိုမလာနဲ့တော့ကိုကိုတွေ့ချင်းမိုးမကိုကိုစီလာခဲ့ပါမယ်အင်းမမိုးမရဲ့ကိုကိုစိတ်ကျဉ်နေအောင်ပြူစုတဲ့အတွက်မိုးမအတွက်တပေါင်းနဲ့ထားလိုက်များလက်ထက်ထည့်ပေးလိုက်ပါတယ်ကိုကိုကိုမိုးမချစ်တင်ရတာမိုးမဥသားစင်ကိုအနမ်းပေးလိုက်ပါတယ်ကိုကိုလည်းအိမ်မရောက်သေးဘူးမိုးမကိုပို့ပြီးကိုကိုအိမ်ပြန်မယ်ဟုတ်ကဲ့ကိုကိုကြည်ပြအချစ်လေးမောင်မနေ့ပြန်ကြည်ပြမွေးနေနော်မောင်အကောင်းဆုံးပြင်ဆင်ခဲ့ပါမယ် ကြည်ပြပါလို့ခြင်းလေလိုချင်တဲ့အကုန်ဖြစ်အောင်လုပ်ပေးမယ်။မောင်ပေးတာပါမဆိုကြည်ပြတမှုထားပါလေ။အဲ့အရာကြောင့်ကြည်ပြကိုချစ်နေရတာ။မုံမတိုက်သေးဝင်လာတာကိုရွေးနာမသိမုံမရက်ပြီးတော့နားထောင်နေပါလေ။ရက်ဆက်လိုက်တာမောင်ရဲ့မျက်နှာကိုအချို့ဆုံးပြင်လိုက်ပြီးမောင်မမပြန်ခဲ့ပြီလား။ပေးပတ်စံရီကို ဆွဲယူလိုက်ပါလေ။မမ ရှယ်ပဲ။မောင်တငယ်ချင်းမွေးနေ့ကိုပေးကြရှိတယ်။ရွေးနာပတ်စံရီတွင်မှတထောင်နဲ့တအုပ်ထုတ်ယူလိုက်ပါလေ။ဒါကပစ္စည်းဝယ်ဖို့ဒါကမောင်သုံးဖို့ တကောင်းနဲ့နှအုပ်ယူပြီးကျန်နာပြန်ပေးလိုက်ပါတယ်။မိုမရင်းနှွေးနေတယ်။အော်သူချစ်သူပေးဖို့အတွက်ကိုမမစီကခန္ဓာကိုယ်နဲ့ရင်းပြီးရတဲ့ပတ်စံနဲ့လက်ဆောင်ဝယ်ပေးမလို့တဲ့။မောင်ရဲရက်ဆက်လိုက်တာစိတ်ထဲမှာရေရွနေမိပါတယ်။မောင်ရီချိုးဦးမယ်နော်ခဏနေပြင်းသွားမလို့မိုမနာဖုန်းကြကရေချိုးကန်နဲ့ဝင်သွားပါတယ်။မိုမဖုန်းကိုဖွင့်လိုက်ပြီးစစောအမေမရဲ့ဖုန်းနံပါတ်ကိုမှတ်ထားလိုက်ပါတယ်။ရွေးနောင်ကကြည်ပြောက်စားသောက်ဆိုင်တစ်ခုမှာကျူးမွေးနေပါတယ်။ကဲချစ်မျက်စိမိတ် ပြီးတော့လက်ထဲအထုပ်လေးကိုကြည်ပြားရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်။ကြည်ပြားမျက်လုံးဖွင့်ကြည့်လိုက်တော့စက်ကူဘူးလှလှလေးနဲ့ပကင်ထုတ်ထားပါတယ်။ကြည်ပြားစက်ကူဘူးလေးခွာလိုက်တော့တွေ့ပါပြီ။အထဲမှာတော့စိန်လက်စုပ်လှလှလေး။မောင်ရဲ့ဒီလောက်တမိုးကြီးတာကြီးကိုဘာလို့ပေးတာလဲ။ချစ်လို့တမိုးထားလို့ပေါ့။မောင်ရဲ့ကြည်ပြားလဲမောင်အရန်ချစ်ပါတယ်။ရဝေနာဘလို့မိမရှုပ်ရှုပ်ငယ်ကြီးကြည်ပြားကိုတော့သူ့အရန်ချစ်တယ်။မိုးမတယောက်အခန်းတွင်ထိုင်ရမလို့ထိုင်ရမလို့ဘာလို့မှမသိတော့ရဝေနာကိုသူ့ချစ်တယ်။ ရဝင်းနောက်တွင်အရာရာဖြည့်စည်းပေးခြင်းနဲ့ဒါမေအချစ်ကိုတော့ဝင်မြမြူခြင်းမူအချစ်ကိုရရင်အကုန်ယူခြင်းနဲ့သူချစ်သူဆိုသူကိုအယံဒေါသဖြစ်တယ်တွေးကြသေးတာပေါ့ကောင်းမရင်ငါအချစ်ကိုများရာရာဆဆနောက်တနေ့မိုးမဖုံးဆက်ပြီးတော့ချိန်လိုက်ပါတယ်ရှင်ကျမကဘာလို့ဖုံးဆက်ချိန်ရတာလဲကြည်ပြားမေးပါတယ်မိုးမကငါဘသူဆိုတာနင်သိလားဟမ်မသိဘူးဒါမေရဝင်းနောက်ရဲ့အမလို့ထင်နေအော်ရဝင်းနောက်အမရဲလားမိုးမတဟားဟားရင် ငါနဲ့ရွေနောင်ကဘာမှမတော်ဘူးရွေနောင်ကငါရဲ့ယောက်ျားပဲရှင်ကြည်ပြရဖို့ကဘာမကြီးချက်ချလဲသွားသလိုခံစားရပါတယ်မိုးမပြောဆိုပြီးတော့ထွက်သွားပါတယ်ကြည်ပြတယောက်မိုးကြံနေရခဲ့တယ်မောင်မမမိုးမလေးမောင်ကိုသိချစ်တယ်မိုးမကပြောပြောဆိုဆိုရွေနောင်ရဲ့အနာကပ်ခါတူတူလေးပြောရင်းနဲ့သူ့ရဲ့နှကန်လေးနဲ့ရွေနောင်ပါနာကပ်ခါနမ်းလိုက်ပါတယ်ရွေနောင်ကလည်းပြန်နမ်းလိုက်ပါတယ် မုံမနဲ့ရွေအောင်ကအဲကန်းတွင်တယောက်နဲ့တယောက်အနမ်းနဲ့ဖလဲနေကြတယ်။ဦးသားစင်ရဲ့ကာသမားကခြံဝင်းထဲဝင်လာပါတယ်။နှစ်ဦးသားအရှိန်တက်နေကြလို့ပဝင်းညော်သတိမထားမိပါဘူး။မောင်ရဲ့မမရဲ့တယောက်နဲ့တယောက်ချစ်စိတ်တွေငယ်လေးရောက်နေကြပါတယ်။ရွေနောက်လက်တရမုံမအောင်တင်းကျပ်စွာဖတ်ထားပါတယ်။မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကာသမားဒေါသကြီးထွက်နေပါတယ်။မောင်နှမရဲ့ဘလို့မောင်နှမလေမဖြစ်နိုင်ဘူး။သူ့ဆရာနွားကြခံနေရတာကိုသူတီးသွားပါတယ်။ကာသမားအတန်မပြေးဘဲနဲ့ပြန်ထွက်သွားတယ်။ တေဇာရဲ့လာကလာကာသမတေဇာဝရဲ့အာစရိဒီမျိုးလုံးနဲ့တန်းအမြင်နေတာပါမှုန်နေကြလို့ကျွန်တော်တော့မမြင်ကြပါဘူးအေကန်းဆိုဖာပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေကြတာပါဦးသားစင်တယောက်စိတ်တွေတိုးနေပါတယ်အာလောတူလို့ကြလိုက်ရောနေပါရဲ့နဲ့သူ့အပေါ်လှုပ်ရဲ့လေခြင်းချစ်စိတ်နဲ့တနာစိတ်ကငယ်လေးရောက်နေပြီခွေမမိမယုတ်ငါအကြောင်းကောင်းကောင်းသိကြသေးတာပေါ့ကွာမောင်ပေးတဲ့စိတ်လက်စွတ်လေးကိုကြိုက်လာကြည့်ဗျာဒီမဲ့ရဝိနောင်နင်ငါနဲ့လာမပတ်သက်ပါနဲ့ မျက်ရည်များကြာမှကြည်ပြပြောလိုက်ပါတယ်ချစ်ရကို့မှာဘာပြည့်ရှိလို့လဲရှင်းပြည့်ရှင်းမသိဘူးလားမသိဘူးလေဩအိတ်ချောင်ဆောင်တဲ့သူကနှိုးရခတ်တယ်ကြည်ပြပြောတာတွေတခုမှနားမလဲဘူးနားမလဲနားလဲအောင်ပြောပြရမှာပေါ့ရှင်းမဆိုတာရှင်းရမရပဲရှင်မို့အိမ်တော်ရှိရနေကျမကိုဆက်သွယ်ရတယ်ရှင်းကိုကျမမုန်းနေရှင်ပေးတဲ့လက်စွပ်လည်းမလိုချင်ဘူးကြည်ပြလက်စွပ်ကိုချုပ်ပြီးတော့အဝေးကိုလွှတ်ပြလိုက်ပါတယ်လက်စွပ်လေးကလှိမ့်ပြီးဘေးရမြောင်နဲ့ပြုတ်ကျသွားပါတယ် ကြည်မြောက်ကဘာသူပြောလဲသူများကြားစကားကိုမယုံမှနဲ့ဓာစကားမဟုတ်ဘူးရှင်မင်းကိုယ်တိုင်လာပြောသွားတာဘာရဝေနာဒေါသတကြီးအောင်ရင်အဲ့မိမဒီထိလာပြီးပြဿနာရှာသွားတယ်ပေါ့ရဝေနာခြာကနေလဲကပြန်ထွက်သွားပါတယ်မိုးမကဘီယာပလင်းကိုထုတ်ပြီးဘီယာတောက်နေပါတယ်ဒေါ်မိုးမမဒေါ်မိုးမမမောင်ဘီယာပြန်လာတာလေလာလီမမနဲ့တူဘီယာတောက်ရခမရကျွန်တော်ချစ်သူကိုဘာလို့တွားပြောနေတာလဲဘသူကခမရယောက်ကြလဲမောင်ဘာလို့ပြောနေရလဲ ခမရအသိဆုံးမှာကျုပ်ဘာတွေပြောနေလဲဆိုတာမဘာမှမသိဘူးခမရကျုပ်ချစ်သူကိုဘာတွေသွားပြောတာလဲအော်ဒါလားမောင်ကလေမောင်နေမလင်မယားတွေလို့မဟုတ်ဘူးလားခမရဗျာကျုပ်ခမရကိုတတ်ချင်နေပြီမမမင်းကိုချစ်တာလေမမတယောက်ခဲမင်းကိုပိုင်ချင်တာခမရမှာစိုးပွားကဘယ်ရှိနေတာပဲအော်သူ့ကိုငါချစ်လို့များတွဲနေတယ်လို့မင်းထင်နေသလားငါရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေလို့မချစ်တော့လဲအောက်ကနန်းနေရတာငါတကယ်ချစ်တာမင်းမင်း ကျုပ်ကလည်းခမည်းကိုကျုပ်လိုအပ်ချက်ရှိနေလို့ခမည်းကိုဖြည့်ဆည်းပေးနေတာခမည်းကိုလည်းကျုပ်က မချစ်ပေမဲ့လေအောက်ကနန်းနေတာမိုးမားရဲ့လက်ဝါးကရဝိနှောင်းရဲ့ပါပေါ်ပူကနေဖြစ်သွားပါလေကျုပ်ချစ်သူကကျုပ်ရဲ့ငယ်ချစ်သူ့နေရာမှာဘယ်သူမှအစာမထိုးနိုင်ဘူးမောင်ရေမမကိုတနာပါမမလေးမောင်ကိုအရန်ချစ်မိတာပါတော်ပြီခမည်းနဲ့ကျုပ်မနေတော့ဘူးရဝိနှောင်းသူ့ဝတ်စားရီကိုအိမ်တွင်ထဲကစံငယ်နဲ့ထွက်သွားပါတော့တယ်မောင်မောင်မမကိုတယောက်ထဲထားမသွားပါနဲ့မောင် ရဝင်းနောင်တယောက်လှည့်ရပြီမကြည့်တော့ပါကြီးပြားတယောက်အချက်ကြီးချက်ခါအိတ်စေးကြီးအများကြီးတောက်ခါမနိုးတော့အိတ်ဆက်ချင်နဲ့အိပ်ဖြော်သွားပါလေရဝင်းနောင်ကြီးပြားအိမ်ရှိရောက်တော့လူတွေဝိုင်းအောင်နေကြတယ်ဘာဖြစ်မှန်းမသိလူတွေကြားတိုးခွေကြည့်လိုက်တော့ဟင်ကြီးပြားဖြစ်မဖြစ်ရလေကြီးပြားရဲ့မင်းရဝင်းနောင်မလားမင်းကြောင့်ငါသမီးတင်ရတာထွက်သွားအခုချက်ချင်းထွက်သွားကျွန်တော်ကြီးပြားကိုနောက်ဆုံးအနေနဲ့ဝိုင်းအောင်ကြီးပြားစီပြားကျွန်တော်ကြောင့်ကျွန်တော်ကြောင့် ရွေနောင်ရဲ့နောင်နာကနောက်ကျမှရတဲ့နောင်နာပဲဖြစ်ပါလေ။မင်းထွက်သွားပါတော့ကြည်ပြားမင်းအားပြောရင်ရွေနောင်ကိုလက်ဆွဲပြီးတော့အပြင်ကိုထုတ်ခါတကားပိတ်လိုက်ပါလေ။ဖြစ်မှဖြစ်ရလေကြည်ပြားရဲ့အားလုံးမအောင်မပါ။မအောင်ခွေမလွတ်ပါနဲ့။ဆိုင်ကလေးကိုအရန်မောင်းပြီးတော့စိတ်ကိုလှုပ်လိုက်တဲ့အချိန်မှာတော့ရှေ့ရကောင်တက်တက်ဝင်တိုင်းမိပါလေ။ရွေနောင်တယောက်သူ့သိချစ်တဲ့ကြည်ပြားနောက်ကိုလိုက်ပါသွားပါပြီ။မိုးမတယောက်ရက်တွေတောက်နေပါလေ။ဦးသားစင်ရဲ့ကားလေးခြံထဲဝင်လာတယ်။ မိုးမရီဝေတဲ့မျက်ဝန်းနဲ့နေကြည့်ရင်မိုးမအော်ကိုကိုလာလေမိုးမနဲ့တူအရက်တော့အောင်မင်းရဲ့မောင်လေးရောငါသူနဲ့တွေ့ကျင်နေမရှိတော့ဘူးသူသွားပြီသူအဝေးကြီးကိုထွက်သွားပြီမင်းကငါတင်နှောင်းတင်နေထားပါရဲ့နဲ့ငါ့ကိုတစ္ဆာဖောက်တဲ့ကောင်မတတ်လိုက်ပါကိုကိုမိုးမကိုတတ်လိုက်ပါမိုးမလည်းတည်ကျင်နေတာပါမိုးမဘဝမှာတခါမှမချစ်ဘူးတဲ့အချစ်နဲ့မိုးမသူ့ကိုချစ်ခဲ့တာပါသူမရှိမှတော့မိုးမဘဝဘာတိတ်ပဲမှမရှိတော့ပါဘူး မိုးမအယံမှုတော့ကြွဲကိုပေါ်ဆိုသလိုပင်ပျော်လေပျော်ငိုလင်းကိုကာသမဆရာပြညာပါစို့သူအယံမှုနေတာဆရာပြောလဲဘာမှသိမှာမဟုတ်ဘူးကာသမသူ့ဆရာကိုခေါ်ပြီးတော့ကာမောက်ထွက်သွားပါလေမိုးမငိုရှိုက်စေမနဲ့မိုးလင်းတော့မနေ့ကအရက်တွေအမှုလွန်ပြီးအယံနာကြကမလုတ်ချင်မကန်ခြင်းဖြစ်နေပါလေမိုးမတူးတက်ဝဲထားတဲ့တိုက်နဲ့ကောင်ဦးသက်စင်နဲ့ပြန်အန်းလိုက်ပါလေကျမမှားခဲ့ပါလေကျမဘွားမှာချင်သုံးညီကိုမရှောင်နိုင်ခဲ့ဘူးစားချင်တာ ဝစ်ချင်တာလှချင်တာတွေမရှောင်နိုင်ခဲ့လို့သူများရဲ့ငွေနှောင်းဘွားကိုရောက်ခဲ့ရတယ်။ကျမငရေပန်းကိုရွှေပန်းထင်ခဲ့မိတယ်။ကျမအမားတွေကိုကျမသိပါပြီ။ဒါကြောင့်ဒီပစ္စည်းတွေကိုပိုင်ရှင်ကိုပြန်အပ်ပါတယ်ရှင်။ကျမရဲ့အမားတွေကိုရှ िख ိုးဦးချပြီးတော့ခွလို့ဖို့တောင်းဆိုပါတယ်။ဦးတန်းစင်ကမိုးမောက်တွေ့တွေ့ကြီးဆိုက်ကြည့်ရင်မြေဝမမြေတွေဝိုင်းနေပါလေခွလို့ပါလေကိုကိုအမားကြီးလည်းပါပါလေခုဘာလို့ဖို့စဉ်းစားထားလဲမိုးမောက်ကိုတက်နိုင်တာကိုစေနာမြေတာတသက်နဲ့ကုညီပေးပြစီ မူမလူဝိတောင်ကိုစွန်ပြီးအေဂျင့်ရဲ့တရားရေးမှာခိုးလုံမာတော့မယ်။ကျမတို့ဘာမှမလိုတော့ပါဘူး။ကျမကိုခွင့်ပြုပါအောင်။ကာသမားကိုဦးသန်းစင်ကမူမကိုလိုက်ပို့လိုက်ပါအောင်။ကျမလိုင်းငါပဲစီးသွားပါတော့မယ်။ခွင့်ပြုပါအောင်။ကောင်းကင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်လျက်အရာရာပြီးဆုံးခဲ့ပါပြီ။အခုတင်ဆက်ပေးခဲ့တဲ့ဇာလန်းလေးကတော့စာရေးသူချွချုံဝင်းရေးသားထားတဲ့ဝိကျွေးဆိုတဲ့ဇာလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ All Entertainment Channel နားဆင်နေကြတဲ့ချီရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။